အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှတော့စက်ခွေနဲ့နင်းမောင်လေးအဖေနဲ့ရင်ဖြစ်ပြီးတော့အိမ်မောင်ကဆင်းသွားပြီးပြန်မတွေ့တော့လို့ငိုနေတယ်အမတယောက်ရဲ့ရင်နှွေးခန်းစားချက်ဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနှောင်းလေးချန်နယ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ထူးသဖြင့်အမြိုင်နနာတွေကိုရောက်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ကျမမောင်လေးအဖေနဲ့စကားများပြီးအိမ်အနေထွက်ပြေးသွားလို့ပါ။ဘယ်မှလဲရှာလို့လည်းမတွေ့ဘူး။နှံ့နေပြီ။အကုန်လုံးလည်းရှာပြီးသွားပြီပေါ့နော်။စဉ်းညာလိုက်တာ။သူကတငယ်ချင်းဆိုလည်းမမြဆဆမရှိပါဘူး။ပြီးတော့သူများအိမ်မှာလည်းကြကြနေတဲ့ကလေးလည်းမဟုတ်ဘူး။စဉ်းညာလိုက်တာ။ဘယ်ရောက်လို့ဘယ်ပြောင်းနေလဲမသိတော့။ ကျွန်မကိုနမိသားစုလုံးစိတ်တော်ကြီးရောက်နေစကောနဲ့မပိမိပပါလေးပါ။အဲဒီနားရတဲ့လူတွေများတွေ့တဲ့လူများရှင်ပြောပြပါအောင်ရှင်။နမေသောမိုးထုံးမှာ လို့မလည်းအဲ့လိုလည်းမရပါဘူးဒီလိုမျိုးတနေအောင်ထိမ့်သိမ့်တာလဲဆိုလို့ချင်းမောင်မောင်လည်းပါမောင်လှုပ်ထားပါဘူးရှင်အဲ့ကစကားများပြီးထွက်သွားတာပါအမလုံးချာတောင်းမပါလေရှင်။ဒီမှာတော့မနဲ့တနိုင်ဆုံးစောစောလေးလိုက်ရှာပါမယ်။ ။အေးနဲ့မမိပါရတီကပါပဲ။မိပါဦးဆောင်မှုမကောင်းရင်တန်တမီးတွေဘဝဒုက္ခရပါ။အလုံးဟုတ်ကဲ့ပါအဲကျမမောင်လေးကနေတာမြိုင်းနန္ဒလေးကပေါ့နော် ဖေနဲ့စကားများပြီးတော့သူကအိမ်ကနေထွက်ပြေးသွားတာပါဖုန်းလည်းယူမသွားပါဘူးဖနက်လည်းပါမသွားပါဘူးခြေတုံးလုံးတုံးပြေးသွားတယ်လို့ပြောပါတယ်မိတို့လည်းနောက်ကလိုက်ရှာတာပေါ့နော်မမီဘူးဘလို့မအုပ်ရှာတာတော့နေရတော့စနန်နေပြီဘယ်မှမတွေ့ဘူးပေါ့နော်ဒါပေမဲ့သူတငယ်ချင်းအိမ်ပေါ်ရတယ်လို့ပြောသူအဲ့လိုမျိုးတခါမှမနေတဘူးသူကသူများအိမ်မှာနေတဲ့ခလေးလည်းမဟုတ်ဘူး။ဒီရောက်စိတ်တူနေအိမ်ပေါ်တော့ဘယ်ရောက်လို့ပဲပေါ့လဲမသိဘူး။ မလိုက်ရှာချင်တာတပိုင်းသေးနေပြီဒါပေမဲ့ကျမနေနေတာကကြားတနေရာရောက်နေတယ်ကျမသွားလို့မရဘူးကွာအဲ့မလဲစောမှာပဲတာသွားမှာမမမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပါတယ်တကယ်ချင်းတရားရောက်စီမှာအိတ်နေပါစေလို့ပဲဆုတောင်းပါအလုံးလေးကုညီပြီးဝိုင်းရှယ်ပေးပါအောင်ရှင်။မောင်လေးပုံလေးလည်းတင်ပေးတာပါမယ်။ဒါကစကွန်းနဲ့ပါ။ ာမှမဖြစ်ပါစေနဲ့ပေါ့နော်တကယ်ချင်းပြောင်းရောက်အိမ်မှာသွားအိမ်နေလို့ပဲဖြစ်ပါစေပေါ့နော်ကျမလေး